စစ်ကော်မရှင်ကဥဆောင်ကျင်းပမဲ့ရုပ်ကပွဲဟာပြည်သူလူထုများစုကစိတ်မဝင်စားဘူးလို့မုံလူထုတို့ရဲ့ပြောဆိုချက်တွေကသိရပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစစ်ကော်မရှင်ဟာရုပ်ကပွဲပိုင်းတဲ့အနေနဲ့မြို့နယ်တရားနှစ်မြို့နယ်မှာကျင်းပပြုလုပ်မည်ဖြစ်တာကြောင့်ဒါ့အပြင်2026ခုနှစ်ဇန်နဝါရီလအတွင်းမြို့နယ်တရားမြို့နယ်မှာဆက်လက်ကျင်းပမယ်လို့သိရပါတယ်။ ပြည်သူလူထုရောနိုင်ငံတကာပါထောက်ခံမှုမရှိတဲ့အဆိုပါရုပ်ောက်ပွဲကိုစာသားမဲ့ထည့်ဖို့မရှိသေးကြောင်းမဖြစ်မနေဖီအားတစ်ခုခုကြောင့်ထည့်ရမယ်ဆိုပါကမိမိစိတ်ဝင်စားတဲ့ပါတီမတွေ့သေးဘူးလို့တမူဆီယမမိုးလင်ငယ်တူကပြောပါတယ်။လာမယ့်ရုပ်ောက်ဒီဇင်ဘာလမလုံးမဲ့2025ရုပ်ောက်ပွဲကကြာတော့ဟိုသူနေတဲ့စိတ်ဝင်စားမှုကတော့ဟိုအောက်ဆုံးထိမှရှိနေပါတယ်။အာဘယ်လိုမလဲဆိုပရိုဘလိုမှကျွန်တော်တို့မကန်စားနိုင်ဘလိုမှကျွန်တော်တို့ လာဆလုံးရှာမှုရှိဘူးဒါတော့ကျွန်တော်လက်ရှိအာရခဏယူချက်ပါမဲချက်ဘူးရှိလားဆိုတော့မဲကတော့ကျွန်တော်တို့အနေနဲ့ဖြစ်မနေဆိုတော့ပြည်တွင်းမှာရှိနေတဲ့လူငယ်တယောက်အနေနဲ့မဖြစ်မနေထည့်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အာနော်သူတို့အနေနဲ့ရောဒီနိုင်ငံတကာကရောဟိုလုံးဝ ထောက်ခံအပေးမှုရှိတဲ့ဒီကောက်ပွဲကိုကျွန်တော်တို့မဲထည့်ဖို့ဆိုတာကအာရှိပါဘူးပေါ့မဖြစ်မနေပေါ့ပြအတူကူချောက်ထည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစစ်ဝင်စားတဲ့ပါတီကိုမထူသေးပါဘူးအဲကျွန်တော်တို့မော်လုံလုံမျိုးကိုစားပြုတဲ့ပါတီရှိရင်တော့မှအော်အရင်2010 2015 2020ကလူမျိုးတော့မဟုတ်ပါဘူးဗျ။ စစ်ကောင်စီကဖွဲ့စည်းထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလာမယ့်အောက်တိုဘာလ28ရက်နနက်6:00နာရီကနေစပြီးဒီဇင်ဘာလ26ရက်နေ့ထိရက်ပေါင်း60မဲဆွယ်စီယောင်းခွေကာလကိုတတ်မှတ်ခဲ့ပါတယ်။မွန်ဒီတာမှာမဲဆန္ဒရှင်တွေမဲထဲဖို့စီယောင်းရခက်နေတဲ့အချိန်လေးမှာရှိနေတာကြောင့်ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုအားနည်းနေတယ်လို့မွန်ညိုရစ်ပါတီအယူပီမှပြောရေးဆွေးခွေရှိသူနိုင်တန်းဆွေကပြောပါတယ်။ အခက်ခဲနေကြတော့ကျွန်တော်တို့ရေးမှကြတော့နော်ရေးတို့တချို့နေရာတွေမှကြတော့လုံခြုံရေးကိစ္စတော့နည်းနည်းအခက်ခဲတော့ရှိတယ်။ဒါပေမဲ့ဝိရောဒီပဏာယိကိစ္စပေါ့နော်ဒီပတ်စက်ကိစ္စတော့ခက်ခဲရှိမှာနောက်ပြီးတော့ကျွန်တော်တို့သွားဖို့လာဖို့တော့နောက်ပြီးတော့ဟိုမဲစန္ဒာရှင်နေလဲဟိုကျွန်တော်တို့စီရောက်ရခတ်တာပေါ့နောက်တော့ဒါစိတ်ဝင်စားမှုအားနည်းတာပေါ့အဲ့ဒါကိုကျွန်တော်တို့လည်းစူးစမ်းနေတော့မှာ ာဘယ်လိုလောက်ဟိုအဓိကကတော့သူတို့ဟိုမဲမဲမထည့်တာတက်စာလို့ရှိမဲဟိုသွားထည့်ဖို့သူတို့ကြိုက်တယ်လူသူတို့သွားထည့်ဖို့အဲ့ဒါကိုလည်းကျွန်တော်တို့ဆက်တိုက်ကျုံလုံးနဲ့ပြောကြဆိုကြရတာပေါ့နော်ဟိုစီကောင်းရတာပေါ့မဲဆိုထည့်ဖို့ပေါ့ဟုတ်လား တီစီမလာမှာကျင်းပမဲ့ရေကောက်ပွဲမှာရှင်ပြန်ခွေရတဲ့ကိုစရဲလောင်းအတီးပြုတ်ချက်စီးမြတ်အာအော်တိုဘာလ19ရက်မှစပြီးစစ်ကော်မရှင်ကအတီးပေးထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးပါတီများမွန်ဒေတာမှာစီယုံပြောဆိုမှုအခြေအနေဟာ မြေပြင်မှာယခုချိန်ထိကြဲကြဲပြပြလှုပ်ဆောင်နေတာမတွေ့ရပေမဲ့ online မှာတစိမဲဆွယ်စီယောင်ရေးဆန်းဆန်းရေးသားပြောဆိုခြင်းမျိုးတွေတွေ့ရတယ်လို့မွန်ဒေတာခံရဲကပြောပါတယ်ပြည်တွင်းစီပရိခဖြစ်နေချိန်နဲ့အလုံးပါဝင်တဲ့အခင်းအကျင်းမရှိသောချိန်မှာရခင်ယူကောက်ပွဲများလို့စိတ်ဝင်စားမှုမရှိတာကြောင့်ဒါအပြင်ကျင်းပမဲ့စနစ်တွေအပေါ်တန်တရာရှိတယ်လို့ဂျိုင်းအင်းစိတ်ကြီးမှမွန်လူငယ်တို့ကပြောပါတယ်ဒါအပြင်အိန္ဒိချင်းနိုင်ငံများဖြစ်တဲ့တရုတ်အိန္ဒိယထိုင်းအပါအဝင်ရုရှားနဲ့အာဆီယံနိုင်ငံအချို့၎င်းယူကောက်ပွဲကိုပတ် ပိုကူညီမှုတွေရှိနေပါတယ်စစ်ကောင်စီကြီးမားမဲ့ရွေးကောက်ပွဲစနစ်ဟာကိုယ်စားလှယ်ရပါတီအပါလူတလူကြိုတင်ပုံဖော်ထားတဲ့အတွက်ကြက်ခရီးပါတီ USDP ကိုခြားပါတီတွေနိုင်ယူဖို့မလွယ်ကူဘူးလို့ချောင်းဆောင်မြို့နယ်မှာမွန်ဒေတာခန်ဦးကပြောပါတယ်စစ်ကောင်စီဟာမွန်ဒေတာရှိမြို့နယ်အလုံးဒီပါမှာရွေးကောက်ပွဲကျင်းပဖို့လှုံ့ဆော်နေပြီးမွန်ညိုရေးပါတီပို့အမျိုးသားတူတက်ရေးပါတီအပါဝင် နိုင်ငံတော်ဝန်စီယုံမဲ့နိုင်ငံရေးပါတီတွေဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အာဏာသိမ်းရှိကော်မရှင်ကဥဆောင်ကြီးပမဲ့ရေကောက်ပွဲကိုမော်လနဲ့ကင်တော်လိုင်းရင်အားစုအတိအဓိကစကျင်ထားပြီးပူပေါင်းပါဝင်သူများအားရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။